အဲ့ဒီတော့22ရက်နေ့ပေါ့နော်ပြီးခဲ့တဲ့ဒီနေ့ပေါ့နော်22ရက်နေ့မှာဗုဒ္ဓဖူးချူကမေထုံရာသီကနေပြီးတော့ကရကတ်ရာသီကို ပြောင်းနေပေါ့နော်အဲ့တော့ဗုဒ္ဓဖူးချူပြောင်းတဲ့အတွက်ကျမတို့ကဘာဒီကြုံရတယ်လို့ပြောရင်ဘုဒ္ဓဘုရားကတကတ်မှာရှိနေတယ်ဆိုတာကเนาะမေထုံမှာရှိနေတာကဒါသူ့အိမ်မှာသူရှိတဲ့အတွက်တိတ်ပြီးတော့ပြဿနာမရှိဘူးသို့တော့ကတကတ်ကိုပြောင်းတဲ့အခါကျတော့ဘာဒီကြုံရနိုင်တယ်လဲဆိုရင်နံပါတ်1က ်ဘေးရန်မကင်းကြုံရတတ်တယ်နော်ဘေးရန်မကင်းတာကဘလူတွေဘသူတွေဘေးရန်မကင်းတာလဲလို့ပြောရင်တကဘာလုံးအနေနဲ့ဘေးရန်မကင်းမှုနော်အဲ့တော့တကဘာလုံးအနေနဲ့ဘေးရန်မကင်းမှုအဲတကဘာလုံးအနေနဲ့ဘေးရန်မကင်းတဲ့နေမှာပဲအဲအမေရိကန်ကဒီစစ်ပွဲထဲမှာပါလာပြီပေါ့နော်အဲဒါလည်းအကြောင်းရင်းကဒါလည်းစိတ်ပူရမယ်အနေထားတစ်ခုပေါ့နော်။ဘာကြောင့်လဲဆိုတော့တတိယကမ္ဘာစစ်ထီ ်ဖြစ်နိုင်တယ်ဆိုတဲ့အလားလာရခိုင်တို့ကပုံများလာတယ်ပေါ့နော်ဒါဘေဒင်တွတ်တဲ့လူတွေနက္ခတ္တဗေဒပညာရှင်တွေကလည်းဒါကိုကြူပြီးတော့ခံမှန်းကြတာတွေရှိပါတယ်เนาะအဲ့တော့ဒါလည်းတစ်ပိုင်းပေါ့เนาะအဲ့တော့ဒီကရကတ်ယာတီမှာဗုဒ္ဓဖူးရှိနေတာဘေးရမကင်းနေဂျုံအားတက်တယ်ဒါအပြင်အနိုင်ကျင့်တာတွေပို့ပြီးတော့များလာတတ်တယ်ပေါ့เนาะအနိုင်ကျင့်တာကဘာတွေလဲလို့ပြောရင် ြောရင်တော့ကြီးနိုင်ငယ်ညင်းပေါ့နော်အင်းအားကြီးရဲ့လူတွေကအင်းအားငယ်တဲ့လူတွေကိုအနိုင်ကျင့်တာပေါ့နော်အကြီးတွေကအငယ်တွေကိုအနိုင်ကျင့်တာတိုင်းပြည်ကိုအုပ်ချုပ်နေတဲ့လူတွေကပြည်သူပြည်သားတွေကိုအနိုင်ကျင့်တာဒါမျိုးတွေနော်ဥမာစီးပွားရေးမှာဆိုလဲအင်းအားကြီးတဲ့စီးပွားရေးသမားကြီးတွေကနော်အင်းအားသေးတဲ့စီးပွားရေးသမားလေးတွေကိုအနိုင်ကျင့်တာပေါ့အဲ့လိုမျိုးကြီးနိုင်ငယ်ညင်းတွေကပို့ပြီးတော့ ေါ်လာနိုင်တဲ့အလားအလာရှိပါတယ်เนาะဒါဂျူဒီအပြောင်းလဲရပါเนาะအဲ့တော့ဒါအပြင်ကျမတို့ကတဘာဝဘေးစစ်ဘေးယောဂဘေးရလဲဒီကာလဒီနှစ်အတွင်းမှာရှိနေသေးတယ်ပေါ့เนาะအဲ့တော့တဘာဝဘေးလို့ပြောရင်လေမုန်တိုင်းလေစင်နမောင်မုန်တိုင်းနေနဲ့အလတ်စားအင်းအားရှိတဲ့အလတ်စားအင်းအားရှိတဲ့မုန်တိုင်းနေကျုံရနိုင်တယ် ရေကြီးတာတွေရေရှမ်းတာတွေကြုံရသလိုတစ်ဖက်မှာလဲရေပြက်လက်တာတွေနော်တောက်ရေသုံးရေအခက်ခဲတွေ့တာတွေဒါမျိုးတွေလဲကြုံရတတ်တယ်ပေါ့နော်ပြီးတော့လူလိန်လူကောက်လူညာတွေပေါ်လာတာလဲကြုံရနိုင်တယ်ပေါ့နော်ဒါကကျမတို့တဘာဘေးစစ်ဘေးယောဂဘေးအပြင်ကျမတို့ဂိယုဆက်ရမှာကကြီးနိုင်ငင်းနှင်းနေ ပုံများလာတဲ့အတွက်ဒါကတော့အထူးဂိယုဆိုင်ပါလို့ကျမကမြစ်တာနဲ့ မှားကြားချင်တယ်အဲ့တော့ဒီကာလမှာဘလိုမျိုးအစီရင်ရတရာက ပြုတ်တင်တာလေလို့ပြောရင်နံပါတ်1ကစံပြုတ်ဆုံးကတ်ပါနော်စံပြုတ်စံပြုတ်ကိုကြားစံမုံစံပြုတ်ပဲဖြစ်ဖြစ်စံပြုတ်ဆုံးကတ်ပါနော်တချို့ရက်တွေမှာနဝင်းဆုံးကတ်လို့ရတယ်တချို့ရက်တွေမှာတော့စံပြုတ်ဆုံးကတ်ပါကြီးနိုင်ငင်းငင်းကိစ္စတွေရှိတဲ့အတွက်အိမ်ကသားသမီးတွေကိုနော်မိသားစုဝင်တွေအားလုံးတနေ့ကိုတံပုတ်တွေ36ခောက်စီ ပူဇော်ပါနော်တမ္ပုတ်တွေပူဇော်ခြင်းအဖြစ်ပြီးတော့ကျမတို့ကဟုတ်ပြီတမ္ပုတ်တွေနောက်ပြီးတော့ကျမတို့မြတ်တာသုတ်ပေါ့နော်မြတ်တာဘာဝနာပွားတာအပြင်ဒါရဏပရိတ်ကိုလည်းပူဇော်ပါလို့ကျမကမေတ္တာနဲ့တိုက်တွန်းချင်ပါတယ်เนาะဒီကာလမှာဒါရဏပရိတ်ကို ပူဇော်ခြင်းအဖြစ်เนาะအထအလျောက်အညံ့အဆိုးတွေသက်သာနိုင်ပါတယ်စံပြုတ်ဆုံးကပ်ပါတမုတ်တွေကို36ခေါက်ပူဇော်ပါမေတ္တာတို့ကို အချိန်အားရှိအချိန်ရှိနေသေး၍မေတ္တာသုတ်ကိုပွားနေပါနော်မေတ္တာသုတ်ကိုမရဘူးဆိုရင်လူနဲ့မြန်မာတတ္တဝါတွေစမ်းပါပါစေချမ်းသာပါစေဘေးရန်ဒီလိုချင်းအချင်းချင်းကင်းရှင်းကြပါစေဆိုပြီးတော့လေပူဇော်နိုင်ပါတယ်နော်ပြီးတော့ကျမတစ်ခုဖတ်ပြီးတော့ပေါ့နော်ဒါအိမ်ကနေတချို့အရေးကြီးတဲ့နေ့တွေရှိတယ်အဲ့လိုအရေးကြီးတဲ့နေ့တွေမှာနေ့ကျန်းတဲ့နေ့တွေအရေးကြီးတဲ့နေ့တွေမှာ ိမ်ကနေမထွက်ခင်မှာနော်ကိုသွားမဲ့နေရဥမာအလုတ်ဖြစ်ခြင်းဖြစ်မဲ့ကြောင်းဖြစ်ခြင်းဖြစ်မဲ့ခရီးဖြစ်ခြင်းဖြစ်မဲ့ဈေးသွားဝယ်တာပဲဖြစ်ခြင်းဖြစ်မဲ့အဲ့လိုမျိုးနေ့တွေမှာ ပထမဦးဆုံးလောရမှာကအိမ်ကနေထွက်တော့မယ်မထွက်ခင်မှာပထမဦးဆုံးဖျားရှိခိုးသွားပါ ဖះရှိခိုးတဲ့အခါမှာအရှိရှိခိုးဆရာမလို့ဗုဒ္ဓံတဏ္ဍန်ကစားမိဓမ္မံတဏ္ဍန်ကစားမိသံဃံတဏ္ဍန်ကစားမိဒုတိယမိဗုဒ္ဓံတဏ္ဍန်ကစားမိဒုတိယမိဓမ္မံတဏ္ဍန်ကစားမိဒုတိယမိသံဃံတဏ္ဍန်ကစားမိတတိယမိဗုဒ္ဓံတဏ္ဍန်ကစားမိတတိယမိဓမ္မံတဏ္ဍန်ကစားမိတတိယမိသံဃံတဏ္ဍန်ကစားမိနော်သရဏဂုံတီပါပြီးရင်ငါးပါးတီလာကိုအញ្ញံယူပါငါးပါးတီလာယူမယ်ပြီးရင်မလုပ်မလဲလို့ပြောရင်နော်ကျွန်တော်ကိုစောင့်တော့ကိုစောင့်နှန်းနဲ့တကွ နော်တော့ဆောင်တမာဒီဝနှကောင်းနဲ့မြတ်အပေါင်းတို့ နော်ကျွန်ုပ်ပြုသမျှဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တို့ကိုသင်တို့ကမြတ်တာအမျှပေးပါတယ်သင်တို့ကလည်းဤတနေ့လုံးဤနေ့အဖို့ကျွန်ုပ်သွားလီရာနေရာမှာဘေးမတည်ရံမခပဲနော် ပြုလုပ်ရမည့်ကိစ္စတွေကို အောင်မြင်စွာပြုလုပ်နိုင်ဖို့အတွက်ကျွန်ုပ်ကိုစောင့်ရှောက်ပေးပါလို့နော်အဲ့ဒီလိုမျိုး မြတ်တာ ဘယ်လိုပြောမလဲဆူတောင်းမယ်ပေါ့နော်ကျွန်မရေစုံဖြစ်စေချင်တာကဘုရားရှိခိုးမယ်ပြီးရင်ငါးပါးသီလယူမယ်ပြီးရင်နော်ဘုရားရှိခိုးတာတရဏဂုံတည်တယ်ပြီးရင်ငါးပါးသီလယူမယ်ပေါ့နော်ပြီးရင်ဖြစ်နိုင်တယ်ဆိုရင်တော့ဂုံတော်၉ပါးကို၃កောက်သို့မဟုတ်၉កောက်ပူဇော်ပါเนาะအဲ့လိုပူဇော်ပြီးရင်ကျမတို့ကျွန်ုပ်ပြုသမျှဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တို့ကိုလေကျွန်ုပ်ညကျွန်ုပ်ဤကိုးစားနှန်းနဲ့တကွ နော်အဲတောဆောင်နဲ့တောင်ဆောင်နဲ့မြို့ဆောင်နဲ့ရွာဆောင်နဲ့ရုပ်ကဆုဘုံမဆုအာကာသဆုနဲ့ဝေသဝင်နဲ့သာသနာတော်ဆောင်နဲ့သမုတ်တရားဆောင်နဲ့ဝလာဟာကနဲ့ပစ္စုံနဲ့စတုလောကပါဠိနဲ့တကြားမြမသူရာယမအစရှိသောနတ်မြမအပေါင်းတို့အားကျွန်ုပ်ကမေတ္တာအမြပေးဝေပါれဆိုမေတ္တာဖို့အမြဝေပါပြီးရင်ဤကဲ့သို့ပြုရသောကုသိုလ်တို့ကြောင့်နော်ကိုမှကိုကဘာကိုဆူတောင်းရမလဲလို့ပြောရင်နော်ဤနေ့ ကျွန်ုပ်ပြုသမျှနော်ကိုသွားမဲ့နေရာကိုမှန်းလိုက်စိတ်ကမှန်းပြီးတော့ကျွန်ုပ်နော်သွားမဲ့နေရာကျွန်ုပ်ပြုသမျှကိစ္စအဝဝအားလုံးဘေးအန္တရာယ်ကင်း၍နော်အဆင်ပြေချုံးမွေ့စေရန်အတွက်ကျွန်ုပ်ကိုကူညီပေးပါဆောက်ရှောက်ပေးပါဆိုပြီးတော့မြတ်တာပို့ပြီးတော့ဆုတောင်းပါနော်ဒါလေးကိုတော့ကျွန်မထင်နေလုံနိုင်ပါလိမ့်မယ်အဲ့ဒီလိုလေးလှုပ်သွားပါနော်တချို့ကလည်းအဲ့လိုရှိရှိဝူးဝေးယူရတာကြီးမယူချင်ဘူးဆိုရင် အိမ်မှာအမေရှိအမေကိုရိုးရိုးသေးသေးနဲ့လက်အုပ်လေးချီပြီးတော့ကတော့သွားပါအမေအပြစ်သွားအောင်မယ်ဆိုရင်အမေကအေးအေးငါသားလေးချမ်းသာပါစေချမ်းသာပါစေဘေးရန်ကင်းပါစေဆိုရင်တိတ်ကောင်းလေနော်ငါသမီးလေးချမ်းသာပါစေချမ်းသာပါစေဘေးရန်ကင်းပါစေဆိုရင်တိတ်ကောင်းလေနော်အဲ့ဒီလိုမျိုးမိဘကိုအဖေဖြစ်ဖြစ်အမေဖြစ်ဖြစ်နော်သွားကန်ဒီမှာလက်အုပ်ချီကတော့ပြီးတော့မိဘရဲ့ဆူတောင်းတာဟိုလက်ခံပြီးမှသွားပါလို့ကျမကမြစ်တာနဲ့အထူး မှားကျင်ပါတယ်ခိကာလအင်မတန်ကျမ်းပါတယ်နော်ဘသူမဆိုးအချိန်မရွေးတခုခုဖြစ်သွားနိုင်တဲ့ကာလဖြစ်ပါတယ်ဒါကြောင့်ကျမကတော့နော်ဒါလေးကိုတော့လုတ်ဖြစ်အောင်လုတ်ပါလို့ကျမကမြေတားနဲ့တိုက်တွန်းပါတယ်နော်ဟုတ်ပြီအဲ့တော့ကျမအခုနှစ်ဂျုံက93ရက်နေရနေပြီးတော့29ရက်နေအတွင်းမှာကျမတို့ညဂျိုနီထားပေါ်မှာမူတည်ပြီးတော့ဆောင်ရံရှောင်ရံနေကိုကျမပြောပါမယ်နော် ဇူလ23ရက်နေ့ပေါ့နော်ဇူလ23ရက်နေ့ကတော့ပြောမယ်ဆိုလို့ရှိရင်တော့အဲတုတိယရုပ်ပေါ့နော်ကျမတို့အဲတုတိယရုပ်နဲ့ညနေ3:00နာရီမှာကြီးပွားတိုးတက်စေတဲ့ဝေပုမာနရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုတော့နေကောင်းတယ်လို့ပြောရမယ်ပေါ့နော်နေကောင်းတယ်နေကောင်းတဲ့နေ့လို့ပြောနိုင်ပါတယ်နော်အဲ့တော့အဲ့ဒီနေ့မှာတော့ ရှောင်းရံအမှောင်ကာလကိုကျွန်မပြောပါမယ်နော်ရှောင်းရံအမှောင်ကာလကတော့မနက်9:30နာရီနော်ရှောင်းရံအမှောင်ကာလကမနက်9:30နာရီနော်မနက်9:30နာရီကနေပြီးတော့မနက်9:00နာရီအတွင်းနော်နေ့တနာရီ33မိနစ်ကနေပြီးတော့ညနေ4:00နာရီနဲ့27မိနစ်အတွင်းကအချိန်အခါ မကောင်းပါဘူးเนาะအဲ့ဒီအချိန်ခါကိုရှောင်ပြီးတော့ကိုလှုပ်ချင်တဲ့ကိုအောင်မြင်စီလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုရင်တော့လှုပ်ဆောင်နိုင်ပါတယ်ကံပွင့်လက်ပွင့်စီတဲ့အရာကတော့စင်ဆွေရောင်ဖြစ်ပါတယ်เนาะကံပွင့်လက်ပွင့်စီတဲ့အရာကစင်ဆွေရောင်ဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့မြောက်ရက်ဖြစ်ပါတယ်เนาะရှုပွားရမယ်ဂါထာကတော့တန်ဘုတ်ဒီဂါထာနဲ့ဂုံတော်ကွန်ချာဖြစ်ပါတယ် စွန့်ကပ်မယ်ဆိုလို့ရှိရင်တော့ဒီလိုနေ့မှာနဝင်းစွန့်တက်လူပူဇော်နိုင်ပါတယ်เนาะဂျွန်လ24ရက်နေ့ပေါ့เนาะဂျွန်လ24ရက်နေ့အင်္ဂါနေ့เนาะဂျွန်လ24ရက်နေ့အင်္ဂါနေ့ကတော့မာတင်ကယုတ်လို့ခေါ်တဲ့เนาะဆွေမျိုးတွေတိုးပွားစေတဲ့မာတင်ကယုတ်နဲ့ပင်မစင်းရဲ့ခြင်းကို ဖြစ်ပေါ်စေတဲ့ရက္ခာတယုတ်ရတဲ့နေ့ဖြစ်ပါတယ်။နေ့ကအကောင်းအဆိုးရောနေတဲ့နေ့ဖြစ်ပါတယ်။ ရှောင်းရံအမောင်ကာလကတော့မနက်7:00နာရီနဲ့44မိနစ်ကနေပြီးတော့နေ့တနာရီနဲ့10မိနစ်အတွင်းဟာအမောင်ကာလဖြစ်ပါတယ်။အဲ့ဒီကာလမှာအရေးကြီးတဲ့ကိစ္စတွေအောင်မြင်စေလိုတဲ့ကိစ္စတွေကိုမလုပ်ပါနဲ့။เนาะဒါလူတိုင်းအတွက်ပြောတာပါနော်။လူတိုင်းအတွက် ပြောတာပါ။နိုင်ငံတိုင်းအတွက်ပြောတာပါ။အဲ့ဒီကာလဟာအမောင်ကာလဖြစ်တယ်။နေ့တနာရီနဲ့42မိနစ်ကနေပြီးတော့ည7:00နာရီအတွင်းကလည်း အမောင်ကာလဖြစ်ပါတယ်เนาะအဲ့တော့ကျွန်မပြောချင်တာကအမောင်ကာလကြီးဆိုးတဲ့နေ့ပါเนาะအဲ့တော့အင်္ဂါနေ့လေးဖြစ်တယ်အမောင်ကာလလည်းကြီးဆိုးတဲ့အတွက်နော်ကံကောင်းလက်ပွင့်စေတဲ့အရာနေတဲ့အဖြူရောင်ကိုဝစ်စင်နိုင်ပါတယ်နော်ရွပွားရမယ်ဂါတာအော် sorry အရက်မျက်နာပေါ့နော်အရက်မျက်နာအနေနဲ့ဆိုရင်အနောက်တောင်ရက်ပါရွပွားရမယ်ဂါတာအနေနဲ့ဆိုလို့ရှိရင်တော့ဒါဒနာပရိမြတ်တာသုံးနေသဗ္ဗုတ်ဒီဂါတာပဲဖြစ်ပါတယ် နော်လှူဒန်းရမယ်အခါရလှူဒန်းရမယ်စွန်းအနေနဲ့ဆိုရင်နော်စံပြုတ်လှူဒန်းမှာ2020 sorry 25ရက်နေ့ဇွန်လ25ရက်နေ့ကတော့နော်ချင်းမြမြောက်စားခြင်းခံရတတ်တဲ့အမတယုတ်နဲ့ပစ္စည်းဥစ္စာတွေကုန်ဆုံးစေတတ်တဲ့မူတလာယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုလို့ရှိရင်တော့နေ့အကောင်းအဆိုးရောထွေးနေပါတယ် အမောင်ကာလာကတော့နေ့12နာရီရနေပြီးတော့နေ့တနာရီနဲ့မိနစ်30အတွင်းကအချိန်ခါမကောင်းပါဘူးအဲ့ဒီအချိန်ခါလာကိုကြော်လွန်ပြီးတော့ကိုကအောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုရင်တော့အသင့်အတင့်ကောင်းပါတယ်နော်ကံကောင်းလက်ပွင့်စေတဲ့အရာကတော့အပြာရောင်ဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုရင်တော့အနောက်အရက်ပဲဖြစ်ပါတယ်ရွပွားရမယ့်ဂါထာကတော့ဂုံတော်ကွန်ချာနဲ့ ဒါရဏပရိတ်ကိုရွပွားပါကတ်လူရမယ်စိုးနေနေကတော့စံပြုတ်ကိုလူတန်းမှာလို့ကျမမြေတာနဲ့တိုက်တွန်းပါတယ်ဇွန်လ26ရက်နေ့ကြာတပတိနေ့ကတော့ကာလနာယုတ်နဲ့ကာ sorry ကာနာယုတ်နဲ့ကာနာယုတ်ဆိုတာကဆင်းရဲဒုက္ခတွေကိုကြုံတွေ့စေတတ်တဲ့ယုတ်ကကာနာယုတ်ပါเนาะအဲ့တော့ကာနာယုတ်နဲ့เนาะကိစ္စအဝဝကိုအောင်မြင်ပြီးစီးစေတတ်တဲ့တိဋ္ဌိယုတ် ရထားတဲ့နေ့ဖြစ်ပါတယ်ပြောရင်တော့အကောင်အဆိုးရောထွေးနေတဲ့နေ့ပါเนาะဒီကာလတွေသတိထားမိလားမသိဘူးတော်တော်များများအကောင်ရောအဆိုးရောကျမတို့ကြုံနိုင်တဲ့ကာလတွေဖြစ်နေတာတွေ့ရတယ်ပေါ့เนาะရှောင်းရံအမောင်ကာလကတော့မနဲ့เนาะအမ် sorry နေ့လေပေါ့နော်နေ့လေတနာရီနဲ့30မိနစ်ကနေပြီးတော့ညနေ3နာရီအတွင်းဟာအချိန်ကာလမကောင်းပါဘူးအဲ့ဒီ ရှောင်ရင်အမှောင်ကာလကိုရှောင်ပြီးတော့ကျမတို့เนาะကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုရင်တော့လှုပ်ဆောင်နိုင်ပါတယ်เนาะကျမကတော့ဘယ်အချိန်ကိုလှုပ်ဆောင်စေချင်သလဲလို့ပြောရင်နေ့7နာရီနဲ့36မိနစ်အလွန်ကြမှတိတ်တိတ်ရုပ်ရတာအဲ့တော့လုံးမယ်ဆိုလို့ရှိရင်เนาะနေ့7နာရီကနေပြီးတော့နေ့7နာရီခွဲမတိုင်ခင်မှာလှုပ်ဆောင်စေချင်တယ်เนาะကောင်းတဲ့အချိန်ကာလကနေ့ 17နာရီခွဲမတိုင် sorry 17နာရီခွဲပြီးမှ17နာရီနဲ့36မိနစ်မှဒီဟာကတိတ်တိရုပ်ကိုပြောင်းတာပေါ့နော်အဲ့တော့17နာရီနဲ့မိနစ်40ကနေနေ့တနာရီ30မိနစ်မတိုင်ပြီးမှကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုလုပ်ပါလို့ကျွန်မကမြစ်တာနဲ့တိုက်တွန်းပါတယ်နော်ကံကောင်းလက်ပွင့်စေတဲ့အရာကတော့အဝါရောင်ဖြစ်ပါတယ်ရွှေရောင်အဝါရောင် ကံကောင်းလက်ပွင့်စေပါမယ်အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့အနောက်မြောက်အရက်ဖြစ်ပါတယ်ရှုပွားမယ်ဒါရာကတော့မေတ္တာသုံးနဲ့မေတ္တာသုံးနဲ့ဒါရဏပရိဖြစ်ပါတယ်ပဋ္ဌာန်းရွတ်တဲ့လူတွေပဋ္ဌာန်းရွတ်လေးရှိတဲ့လူတွေကလည်းအဲ့ဒီနေ့မှာမေတ္တာသုံးတဲ့ပဋ္ဌာန်းကိုပူဇော်လို့ရပါတယ်။လှူဒန်းရမယ်နော်အခါရလှူဒန်းရမယ်စွန်းနေနေရတော့နဝင်းစွန်းကိုလှူဒန်းနိုင်ပါတယ်။ဇူလ28ရက်နေ့ကတော့ တောက်ကြနေဖြစ်ပါတယ်။တောက်ကြနေမှာတော့ပစ္စည်းဥစ္စာတွေကိုကုန်ဆုံးစေတတ်တဲ့လုံဘကရုပ်နဲ့နော်နနက်၁၇နာရီအလွန်မှာတော့လူတွေထိကြိုက်ဆုံးရှုံးစေတတ်တဲ့သိဆုံးစေတတ်တဲ့ဥပါဒါရရထားတဲ့နေ့ဖြစ်ပါတယ်နော်။ပြောမယ်ဆိုတော့တနေ့ကုန်နေ့ကျန်းပါတယ်။ တောက်ကြနေဖြစ်ပေမဲ့နေချမ်းနဲ့အခါချမ်းနဲ့အတွက်အောင်မြင်စီလိုတဲ့ကိစ္စတွေကိုတော့အဲ့ဒီနေ့မှာမလုပ်ပါနဲ့လို့ကျမကမြစ်တာနဲ့တိုက်တွန်းပါတယ်။ကံကောင်းလက်ပွင့်စီတဲ့အရာကတော့အစိမ့်နူရောင်အပြာရောင် ဖြစ်ပါလေအရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်တော့မြောက်အရက်ပဲဖြစ်ပါတယ်เนาะရွပွားမဲ့ဂါရာကတော့မြစ်တာသုံးเนาะယတနာသုံး sorry ယတနာသုံးမြစ်တာသုံးပုပ္ပနာသုံးအဲ့ဒီ ပြိတ်ကြီးဆက်တတ်တော့ခဲ့အဲ့ဒီသုံးတုတ်ကိုပူဇော်ပါလှူဒန်းရမယ်နော်ဆိုးနေနေကတော့နဝင်းဆိုးကိုလှူဒန်းနိုင်ပါလေဂျူလာ28ရက်နေ့ပေါ့နော်ဂျူလာ28ရက်နေ့ကတော့ကျမတို့စနေနေ့ဖြစ်ပါတယ်စနေနေ့ကတော့တိုးတက်ကြီးပွားစေတဲ့မိထာယုတ်နဲ့ ဖုံးကန်ကြီးမားစေတတ်တဲ့မာနာတရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်။နေ့ကောင်းတဲ့နေ့ဖြစ်ပါတယ်။စနေနေ့ဖြစ်ပေမဲ့နေ့ကအထူးကောင်းပါတယ်။နော်အထူးကောင်းတဲ့အတွက်ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေနော်ဆောင်ရွက်တာတွေငွေကြေးကိစ္စတွေလှုပ်ဆောင်မလားနော်။နောက်ရေရီယာခြေတာတွေနော်။နောက်ပြီးတော့ဟိုဘယ်လိုပြောမလဲ။ စေးဖော်တာတွေဒါလောကီပညာနဲ့ဆိုလို့ရှင်လဲဒီနေ့ကလုတ်တဲ့နေ့ပေါ့နော်ပြီးတော့လောကီပညာနဲ့မဟုတ်ဘူးကျမတို့ចောင်းတက်ဖို့ပေါ့နော်ဒါတခခုစတင်တာတွေပေါ့နော်အဲစိုက်သစ်ဖွင့်တာတွေဒါမျိုးတွေလုတ်မယ်ဆိုလဲဒီနေ့ဟာလုတ် ခါကောင်းတဲ့နေ့ပေါ့နော်အမောင်ကာလာကတော့မနေ့တနာရီခွဲရနေပြီးတော့မနေ့9နာရီနဲ့6မိနစ်တွင်းအမောင်ကာလာဖြစ်သလို မနေ့9နာရီရနေပြီးတော့မနေ့10နာရီနဲ့30မိနစ်အတွင်းကလည်း အမောင်ကာလဖြစ်ပါတယ်အဲ့ဒီအမောင်ကာလကိုရှောင်ကျင်ပြီးတော့ကျမတို့ကကိုအောင်မြင်စေလိုတဲ့ကိစ္စတွေကိုလုပ်လို့ရပါတယ်เนาะဟိုဆက်မနာတွေလုပ်တာတွေเนาะဘယ်လိုပြောမလဲဟိုကွန်ပစ္စည်းတွေစဖြန့်တာတို့ဟလာစချုပ်ချုပ်တာတို့နော်ဒါမျိုးတွေလုပ်မယ်ဆိုလဲလုပ်လို့ရပါတယ်ထီကန်ဆန်းရင်လည်းကောင်းတဲ့နေ့ပါနော်အဲဒီနေ့အဲ့နေ့ရတော့ကျမထင်တယ်ထီကန်ဆန်းလို့ကောင်းတဲ့နေ့နော်ခိုင်းထီဆိုရင်အဲစနေနေ့ ဇွန်လ28ရက်နေ့စနေနေ့မှာထီကန်ဆန်းကြည့်ပါနော်ထီကန်ဆန်းလို့ကောင်းတဲ့နေ့ဖြစ်ပါတယ်ဇွန်လ29ရက်နေ့တနင်္ဂနွေနေ့ရတော့ပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်စေတတ်တဲ့ဝစီယာယုံနဲ့နော်မနက်10:58နာရီနဲ့58မိနစ်အလွန်မှာတော့အရိုက်ပုတ်ခံရတတ်တဲ့ဒုက္ခဆင်းရဲတွေကိုဖြစ်စေတတ်တဲ့မူကားယုံရထားတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့တနေ့လုံးနေ့မကောင်းအခါမကောင်းပါဘူးနော်အဲ့တော့ဒီလိုနေ့မှာတော့ကျွန်မက อ๋อคุณน่ะ sorry คุณน่ะสนีนี่มาเนาะ sorry sorry จม้าตะคู่ပြောဖို့จันแก่တယ်สนีนี่มาตันกาวလက်ပွင့်စီတဲ့အယောင်เนาะตันกาวလက်ပွင့်စီတဲ့အယောင်ကတော့မိโกယောင်နက်ပြာယောင်ညီကေယောင်လည်းဖြစ်ပါတယ်เนาะအနောက်တောင်အရက်ကတန်ကောင်းလက်ပွင့်စီတဲ့အရက်ဖြစ်ပါတယ်ရွတ်ဖက်ရမယ်ဂုံတော်ကတော့ဂုံတော်ကွန်ချာနဲ့ဒါဒနာပရိတ်ကိုရွတ်ဖက်နိုင်ပါတယ်မြတ်တာတို့ကိုပူဇော်မယ်ဆိုရင်တော့ပူကောင်းပါတယ်เนาะလှူဒန်းရမယ် အခါရလှူဒန်းမယ်ဆုံးကတော့နဝင်းဆုံးမယ်ဖြစ်ပါတယ်ဂျူလ29ရက်နေ့တနင်္ဂနွေနေ့ရတော့နော်ပျက်စီးဆုံးရှုံးစေတတ်တဲ့ဝစီယယုတ်နဲ့ရိုက်ပုတ်ခံရတတ်တဲ့ဒုက္ခဆင်းရဲကိုဖြစ်စေတတ်တဲ့မူကယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်နော်ဒီလိုနေ့မှာတော့ကိုအောင်မြင်စေလို့တဲ့ကိစ္စတွေကိုရှောင်တဲ့နယ်လို့ကျွန်မအနေနဲ့ယူဆပါတယ်တနေ့လုံးလဲအမောင်ကာလကတနေ့လုံး မကောင်းပါဘူးเนาะအဲ့တော့အဲ့လိုနေမှာကောင်းကောင်းလက်ပွင့်စေတဲ့အရာကတော့မီးခိုးရောင်ဖြစ်ပါတယ်အဖြူရောင်ဖြစ်ပါတယ်အရက်မျက်နှာအနေနဲ့ဆိုလို့ရှိရင်เนาะအနောက်အရက်ဖြစ်ပါတယ်ရွတ်ဖက်ရမယ်ဂါထာကတော့ဂုံတော်ပူပါကိုရွတ်ဖက်ပါပြီးရင်ကျမတို့ဒါရဏပရိတ်တော်ကိုရွတ်ဖက်ပါမေတ္တာတုတ်ကို ပွားများပါလှူဒန်းရမယ်စွန်းအနေနဲ့ကတော့ကျမကတော့လှူဒန်းရမယ်စွန်းအနေနဲ့ကတော့ နဝင်းစွန်းသို့မဟုတ်ဆံပြုတ်တင့်လျော်ရာကိုလူတန်းနိုင်ပါတယ်။တနင်္ဂနွေနေ့မှာကျမပြုလုပ်စီချင်တာကတော့အိမ်ကဖျားစင်ကိုတန်ရှင်းရေးလုပ်တာတွေလုပ်စီချင်ပါတယ်။နောက်ဖုန်ကြီးချောင်းနေဟလာတော့နောက်ကိုအထွတ်မြတ်ထားတဲ့နေရာတွေမှာလူဝင်လူသွားလူလာတွေအတွက်တန့်ရှင်းအောင်ပေါ့နော်ဓမ္မယုံဘုံကြီးကြောင်းเนาะရက်ွက်ဓမ္မယုံတို့မှာတန့်ရှင်းလောက်တာမျိုးတွေလောက်ဆောင်တဲ့နေလို့ကျွန်မအနေနဲ့ယူဆပါတယ်เนาะဒါကတော့ ဇူလ23ရက်နေ့ကနေပြီးတော့29ရက်နေ့အတွင်းနေ့အလိုက်ဆောင်းရံဆောင်းရံတွေကိုပြောသွားတာဖြစ်ပါတယ်။ချစ်တော်သူများဒီကာလဟာကျမတို့ဂယူဆိုင်ရမယ့်ကာလဖြစ်တဲ့အတွက်အားလုံးပဲဂယူဆိုင်ပါလို့ကျမကချစ်ချင်းမြတ်တာနဲ့ကျမကတိုက်တွန်းအပ်ပါတယ်။